်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာန၏ထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင် ပထမဆုံးအရှိတောင်အာရှကြဖြတ်သတင်းတွေကိုဖတ်စီနိုင်ရဲသတင်းပေးသူကို အမေရိကန်ဒေါ်လာ25ဒန်းစုချင်းမြင့်မယ်လို့အမေရိကန်စုချင်းထုတ်သည့်သတင်းတွေဆက်ပေးသွားပါမယ်ရှင်။ဒီလအစောပိုင်းမှာအမေရိကန်တာဝန်ရှိသူတွေဟာလွန်ခဲ့တဲ့9နှစ်နီးပါးကဒေါ်အောင်ဆန်းစုကြည်ကိုဖျောက်ချခဲ့တဲ့ မြန်မာစစ်တပ်ရဲ့အဓိကငွေကြေးထောက်ပံ့သူဖြစ်တဲ့တရင်သာလက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့မြန်မာစစ်ဗိုလ်ချုပ်ကြီးကိုတုံ့လောက်သွားစေနိုင်တဲ့အရေးပါသောလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာဝါရှင်တန်ရှိအကြီးအကဲအရာရှိတွေကကြားပြတ်နေနေရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ကြောင်းကြေညာခြင်းဟာထိုင်းမြန်မာနယ်စပ်ရှိအွန်လိုင်းငွေလိမ်ကိုင်းတွေကိုနှိမ်နှင်းမဲ့ဂျိုးပန်းတွေကိုပုံမပြင်းထန်လာစေပါတယ်။ပြီးခဲ့တဲ့အပတ်ကမြန်မာစစ်တပ်အရာရှိကြီးတွေဟာ စောချေသူဦးဆောင်တဲ့လက်ရှိမှာကရင်မျိုးသားတမရော KNA ဟုလူတီများသော နေကြားဆောက်တဲ့ BGF အဖွဲ့ဝင်နေနဲ့တွေ့ဆုံခဲ့ပြီးစစ်ကောင်းဆောင်မင်းအောင်လိုင်ကနေဆက်ရှိကြပြန့်လုပ်ငန်းတွေကိုချက်ချင်းနေနေဖို့ညွှန်ကြားထားတယ်လို့ပြောပါတယ်ရှင်။မကြသေးမီများတွင်အမေရိကန်အစိုးရဟာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြဝတီဒေသရှိတရုတ်လူစုကိုင်းများကိုကောက်ွယ်ပေးနေတဲ့ရခိုင်ကဒီမိုကရက်တစ်ကရင်အကျိုးပြုတမတော် DKB လို့လူသိများခဲ့တဲ့ကရင်လက်နက်ကိုင်အဖွဲ့မှအဓိကပုံကိုယ်ရေးပြင်ကမ်ဘောဒီးယားရှိ Print Group နဲ့ဝေဝမ်ဂရုဆိုတဲ့အဖွဲ့နှစ်ခုကိုပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီးအရှိတောင်အရှာရှိရာဇဝတ်ကွန်ရက်တွေရဲ့ online ငွေလိမ်ကမ်းတွေကိုတိုက်ဖြတ်ဖို့ကြိုးပမ်းခဲ့ပါတယ် အမေရိကန်ရဲ့ကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့မှ Federal စုံစမ်းစစ်ဆေးရေးဘူရို FBI အမေရိကန်လူဝဝန်ဆောင်မှုအဖွဲ့ US Secret Service နဲ့ဗဏ္ဍာရေးဝန်ကြီးဌာန US Treasury တို့မှတာဝန်ရှိသူတွေပါဝင်ပါတယ်အမေရိကန်နိုင်ငံသားတွေကိုငွေကြေးလိမ်လည်တဲ့အစိမ့်မြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်တွေကိုဖမ်းဆီးပြီးဆက်ဆိုချက်တင်နိုင်ရေးအတွက်တရင်ပေးနိုင်သူကိုဒေါ်လာ25သန်း စုကြည်ချင်းမြင့်မယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲအရာရှိတဦးကပြောဆိုထားပါတယ်ရှင်။ပြီးခဲ့တဲ့နှစ်ကအမေရိကန်နိုင်ငံသားတွေထံမှဒေါ်လာ7ဘီလီယံဝန်းကျင်ကိုယူခဲ့တဲ့အရှိတောင်အာရှရှိကြားဖြန့်လုပ်ကင်သူတွေကိုတံပြန်ဖို့ကြိုးပမ်းမှုရဲ့ဒစိတပိုင်းဖြစ်တဲ့ကြားဖြန့်နေနေရဲ့အထူးတပ်ဖွဲ့ကိုအလားတူငွေကြေးပမာဏထောက်ပံ့မယ်လို့သိရပါတယ်။ အရှိတောင်အာရှရှိကြားပြန့်လုပ်ငန်းတွေဟာရှော့ပေါ်စွာအချိန်သတ်မှတ်ထားသောကာစီနိုလောင်းကစားရုံတွေအွန်လိုင်းလောင်းကစားရုံတွေမှာစတင်ပေါ်ပေါက်လာခဲ့တာပါပိတ်ဆို့မှုတွေနဲ့တင်းကျပ်သောနေဆက်ထိချုပ်မှုများအကြားအွန်လိုင်းရာဇဝတ်ကိုင်းတွေဟာဝင်ငွေအရင်အမြင့်တွေရှာဖွေခဲ့ကြရာကိုဗစ် -19 ကရောဂါကာလအတွင်းတိတိတသားကျေပြန့်လာခဲ့ပါတယ်အမေရိကငြိမ်းချမ်းရေး Institute ရဲ့ထုတ်ပြန်ချက်အရမြဝတီမျိုးရှိကြားပြန့်လုပ်ငန်းတွေအခြေဆိုင်ရာရွှေကုတ်ကူကို 2019ခုနှစ်မှာဟောင်ကောင်၌မှတ်ပုံတင်ထားတဲ့ရထိုင်းအင်တာနက်ရှင်နယ်ဟိုရင်းဂရုမှတည်ထောင်ခဲ့ပြီးမူလကကာစီနိုလောင်းကစားရာနေရာဖြစ်ကြော်ညာခဲ့ပါတယ်။ရှားပြတ်လုပ်ငန်းတွေဟာမြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာနက်နက်ရှဲရှဲအမြင့်တက်နေပြီဖြစ်ရာလေလာသူတွေဟာနောက်ဆုံးရသတင်းတွေအပေါ်တုံ့ပြန်မှုတွေကိုတန်တရားစိတ်နဲ့စောင့်ကြည့်နေကြပါတယ်။ကြပြန့်လုံငန်းမှာကမ္ဘောဒီးယားနိုင်ငံရရှိတဲ့ ဝင်ငွေတွေဟာဒေါ်လာ12ဘီလီယံမှ16ဘီလီယံကြားရှိမယ်လို့အမေရိကန်ကခန့်မှန်းထားပြီးရင်းပမာဏဟာနှစ်စဉ်ပြည်တွင်းအတက်တင်ထုတ်လုပ်မှု GDP ရဲ့40ရာခိုင်နှုန်းခန့်ရှိပါတယ်။ယခုလအစောပိုင်းမှာရခိုင်ကရွှေကုတ်ကိုကြားဖြတ်လုံငန်းကိုဥဆောင်ခဲ့သူလောင်ကစားဘရင် ရှီကျစ်ချန်ကိုထိုင်းနိုင်ငံကပေကျင်းဤတောင်းဆိုမှုအရတရုတ်နိုင်ငံတို့လွှဲပြောင်းပေးခဲ့ပါတယ်။၎င်းအား2022ခုနှစ်ထိုင်းနိုင်ငံကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်က KK ဖတ်လို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းလေးရှိရာအစအုံ180ကို ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။မြန်မာစစ်ကော်မရှင်ကနိုင်ငံသားတထောင်ကျော်ကိုဖမ်းဆီးခဲ့ပြီးကွန်ပျူတာ2653လုံးနဲ့မိုဘိုင်းဖုန်း2150လုံးတို့ကိုတင်စီရမိခဲ့တယ်လို့ဆိုပါရယ်အဆိုပါပမာဏထိုင်းမြန်မာနယ်စပ်တခြားလို့ရှိကြဖြန့်လုပ်ငန်းတွေမှာဖမ်းဆီးခံထားရပြီးအတင်းအဓမ္မအစီခိုင်းခံရသူတွေရဲ့အနေငယ်များသာဖြစ်ပါရယ် ရွှေကုတ်ကမှကြားပြန့်လုပ်ငန်းတွေရပ်တန့်သွားခဲ့လင်မယ်အပေါ်ပါမြေပုံတွေဖော်ပြထားတဲ့အတိုင်းထိုင်းနယ်ချက်အနီးရှိတိုင်ချမ်းမှာကြားပြန့်လုပ်ကရတတိယမြောက်အဓိကအဆောက်အဝန်းတစ်ခုကျန်းရှိနေသေးပါတယ်ရာဇော့ကိုင်းမြောက်ကိုစောင့်ကြည့်နေတဲ့ကျွမ်းကျင်သူတွေကကြားပြန့်လုပ်ငန်းအလုံးအပိတ်တ်ဖယ်ရှားဖို့ကြိုးပမ်းအားထုတ်မှုတွေလိုအပ်မယ်လို့ပြောပါတယ်ထို့သောယခုအချိန်မှာဆက်၍အခြေအနေမြို့အခြေဆက်မြို့ ပြောဖို့ခက်ခဲပါတယ်မြန်မာမှာအထူးရောင်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းကြားဖြတ်လုပ်ငန်းတွေထပ်မံပေါ်ပေါက်လာဦးမည်လားဆက်လက်ပြီးဘကိုးတိုင်းစစ်စင်ရေးတပ်ပွဲများစစ်တပ်ဘက်မှဆယ်ဦးတေဆုံပြီးလက်နက်ခဲယံများတင်စီရရှိသည့်သတင်းတင်ဆက်ပေးတော့ပါမယ်ရှင်ဘကိုးတိုင်းစစ်စင်ရေးတပ်ပွဲများတွင်စစ်တပ်ဘက်မှဆယ်ဦးတေဆုံပြီးလက်နက်ခဲယံများတင်စီရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်၄စစ်စင်ရေးနယ်မြေကသတင်းထုတ်ပြန်ထားပါတယ်ရှင် နိုဝင်ဘာလ23ရက်နေ့နနက်ပိုင်းဘကိုတိုင်းတာယာဝတီခရိုင်ကျုပ်ပင်ကောင်းမြို့အဝင်းစစ်တပ်ဂိတ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေဘကိုတိုင်းစစ်ဌာနဘျူဟာ20နှစ်အမတ်3800တရင်တပ်ခွဲလေးကတိုက်ခိုက်ခဲ့ရာစစ်တပ်ဂိတ်စခန်းမှာဒူရဲအုပ်ကျော်စင်ထွန်းအပါအဝင်အကြမ်းဖက်စစ်သား၅ဦး နေရာတွင်တည်ဆုံးကြသောစစ်သား၂ဦးထပ်မံ၍ထိခိုက်ဒဏ်ရာများရရှိက၎င်းတို့ကင်ဆောင်အုံပြုသည့်လက်နက်များကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါသည်ရှင်။ထို့ပြင်နိုဝင်ဘာလ23ရက်နေ့ဘကိုးတိုင်းပေါင်းတယ်မြို့နယ်မှတ်တိုင်နေမည်ရဲစခန်းမှကြောက်ကြီးတောင်အထိုင်တပ်စခန်းတို့အင်အားဖြည့်တင်စစ်သား30ခန့်တင်ဆောင်လာသည့်ဖော်ကားကိုလည်းအမှတ်နှစ်စစ်စင်ရေးနမည်ဘကိုးတိုင်းစစ်ဌာန view 27အမှတ်3601 တရင်တက်ခွဲငါကမိုင်းဆဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။အလားတူနိုဝင်ဘာလ22ရက်နေ့တွင်လည်းဘကိုတိုင်းတာယာဝတီခရိုင်ဇီးကုန်းမြို့နယ် KTB တခုတွင်တောက်စားမှုယူနေသည့်အကြံဖတ်စစ်တပ်လက်အောက်ခံရဲနှင့်ပြည်သူစစ်တပ်အဖွဲ့ဝင်များကို အမတ်နှင့်စစ်စင်ရင်နှင့်ဘကိုတိုင်းစစ်ဌာနဗျူဟာ20အမတ်3800တက်တရင်က စီးနေတိုက်ခိုက်ခဲ့ရအကြံဖတ်စစ်တပ်လောက်ခန့်ရဲနေပြည်သူစစ်တပ်ဖွဲ့ဝင် ငါဦးတည်ဆောင်ခဲ့ပြီးလက်နက်အချို့လည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီနေ့တိုင်းအတွင်းရှိထိုင်းမြန်မာနေဆက်မျိုးဖြစ်သောမောတောင်မျိုးကိုတရားဝင်တင်ပတ်ရရှိကြောင်းကြီးညာသည့်တွင်စစ်တုံးပန်း40ကျော်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအမြောက်နှစ်လက်အပါအဝင်လက်နက်ခရံများပြတင်စီရရှိသည့်တွင်တင်ဆက်ပေးပါတော့မရှင်။တနင်္လာရီတိုင်းအတွင်းရှိထိုင်းမြန်မာနေဆက်မျိုးဖြစ်သော မောတောင်မြို့ကိုတရားဝင်သိမ်းပိုက်ရရှိကြောင်းကြေညာလိုက်ပြီးစစ်တုံပန်း40ရောက်ဖမ်းဆီးရရှိပြီး120မမလက်နက်ကြီးအမြောက်2လက်အပါအဝင်လက်နက်ခရံအများပြားသိမ်းဆီးရရှိကြောင်း FFD ကသတင်းထုတ်ပြန်လိုက်ပါတယ်ရှင်။မောတောင်မြို့သိမ်းတိုက်ပွဲမှာတိုက်ပွဲကာလမှာ3ရက်ခန့်သာကြာမြင့်ပြီး KNU KNL ဥဆောင်မှုနဲ့အတူမောတောင်မြို့သိမ်းတိုက်ပွဲကို KNL တပ်မဟာ၄မှတရင်203တရင်71 KNDO တရင်ခွန်တရင်72 BBN လေး FFD တို့ကပဝင်ပူပေါင်းတင်ပိုက်ခဲ့ကြောင်းစစ်တုံးမှန်40ကျော်ဖမ်းဆီးထိန်းသိမ်းရရှိခဲ့ပြီး120မမအမြောက်2လက်120မမလက်နက်ကြီး G 189တောင်း .5 စစ်တနက်တလက်60မမ3လက် RPG 2လက်ငကြင်းမီတလက်လက်နက်ငယ်36လက်နဲ့အခြားလက်နက်ခရင်များစွာသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင် မော်တော်မြို့မှာရှေကောင်စီဤကုံတဲစီစဉ်မှု၌အရေးပါသောတင်းနှင်းနိုင်တိုင်းရှိထိုင်းမြန်မာနယ်စပ်မြို့တမျိုးဖြစ်ပြီးရှစ်တပ်ဘက်မှအ ਨੇ ဆုံးအင်အား90ကျော်မှထိုင်းဘက်သို့ထွက်ပြေးသွားကြောင်းလက်ရှိတွင်ထိုင်းအာဏာပိုင်များကထွက်ပြေးလာသောမြန်မာစစ်သားများထံမှလက်နက်များသိမ်းယူပြီးခိုးလုံခွင့်ပေးထားကြောင်းနယ်စပ်သတင်းအင်းမြစ်များထံမှသိရှိရပါသည်